တိရိမင်္ဂလာစေရခင်ဇေဟောင်းဆိုတာအနေနဲ့ရရက်ကကုံတယ်ဒီရောင်းသူဝဲသူတွေစသည်တို့နဲ့စီကားလွန်လာပါတယ်ထုံမြမကသေးပါဘူးတောင်ရန်စားသောသူတွေကလည်းအဲ့ဒီဈေးကြီးထဲမှာနေရာတနေရာကိုအထိုင်ချပြီးတော့တောင်ရန်စားတော့ကြပါတယ် ညအိတ်တော့လေအဲ့ဒီနေရာမှာသာပဆိုးစုပ်ဖျားစုပ်စသည်တို့ကိုခင်းပြီးတော့အိတ်တက်ကြပါတယ်ဒီတော့လူတွေစုံလင်းဇေယိုက်တွေလည်းစုံကြတာကတော့မဆန်းလာပါဘူးရံပွဲတွေလူသက်မှုတွေကလည်းထူပြောများပြားလွန်းလာပါတယ်ဒါအပြင်လာရောက်တောင်းရင်စားတောက်သူတွေကမှယောဂသည်တွေလည်းပါဝင်ပြီးတော့အဲ့ဒီလူတွေကလည်းယောဂကြောင့်အဲ့ဒီနေရာမှာပဲတည်ဆုံးခဲ့လျင်တော့အနာကဈေးသည်တွေကလူမှုကူညီရေးကိုလမ်းပြီးတော့ဆက်သွယ်ရပါတယ်အပွဲတွေရောက်လာတော့အလောင်းကိုဆေးရုံကိုပို့ပြီးလျင်တော့ချက်ချင်းမီးတကြကြပါတယ်ပန်ရှင်မဲ့အလောင်းမို့လို့၎င်းတို့အတွက်ရည်စူးပြီးတော့ကုသိုလ်ပြုရည်စက်ချက် အမြပေးဝေတာတွေကိုဘယ်သူကမှမလုပ်ကြပါဘူး။အဲ့ဒီတော့တေဆုံးပြီးတော့မကျွတ်မလွတ်တဲ့ပုံကိုယ်တွေကဈေးနဲ့ပတ်သက်တဲ့နေရာတွေမှာသာမိခိုပြီးတော့နေကြရပါတယ်။အချို့ပုံကိုယ်တွေကလည်းဈေးရဲ့အပေါ်တန်းမှာရှိတဲ့ကုမ္ပဏီတွေမှာမိခိုနေထိုင်ကြပြန်ပါတယ်။အထက်ပါချက်တွေကတော့အဲ့ဒီဈေးထဲမှာနှစ်ရှည်တာဝန်ကျခဲ့ဘူးတဲ့။စီပင်ဝန်ထမ်းတယောက်ကပြန်လည်ပြောပြထားခြင်းဖြစ်ပါတယ်။အဲ့ဒီတီတီမင်္ဂလာဈေးအဟောင်းကြီးမှာကြုံတွေ့ခဲ့ရတဲ့ပရလောကနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကတော့အခုလိုတွေပဲဖြစ်ပါတယ်။ကစားကွင်းဟာစနေတနင်္ဂနွေနဲ့နေကြီးရက်ကြီးအခါကြီးတွေမှာဆိုရင်တော့လူစီကားလေးရှိပေမဲ့လည်းဂျာရက် တွေဆိုရင်တော့လူနေပါလိရှိပါတယ်တရက်မှာတော့လူနေပါတာကြောင့်မလို့တရက်အိမ်ထဲမှာဝန်ထမ်းမင်းကလေးတယောက်သာရှိနေခဲ့ပါတယ်အရိခိုင်မှာပဲဧည့်သည်အမျိုးသမီးနှစ်ယောက်ရောက်လာပြီးတော့လက်မှတ်ဖြတ်ကတရက်အိမ်ထဲကိုဝင်သွားကြပါတယ်ဝန်ထမ်းမင်းကလေးကလည်းတရက်အိမ်အပေါက်ဝါမှာတန်ရှင်းလုပ်နေလိုက်ပါတယ်မိနစ်20ခန်းကြာတဲ့အခါမှာတော့ဧည့်သည်အမျိုးသမီးနှစ်ယောက်ပြန်ထွက်လာခဲ့ပါတယ်အရိနောက်မှာတာဝန်ကျဝန်ထမ်းမင်းကလေးကိုပြောပါတယ်ညီမရဲ့အမတို့နှစ်ယောက်လေးတရေအိမ်ထဲကမှန်ဝင်ကဘာထဲမှာလမ်းပြောက်ပြီးတော့တဝဲလေလေဖြစ်နေတာတော်သေးရပါဘောအဲ့ဒီအချိန်မှာထမိန်ရင်ရှားတဲ့မင်းကလေးတယောက်ရောက်လာပြီးတော့ အမားတို့လမ်းပြပေးလို့အခုလိုပြန်ထွက်လာနိုင်တာအဲဒီစကားကြောင့်ဝန်ထမ်းမင်းကလေးကလည်းပါဇက်အဟောင်းသားဖြစ်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ယနေ့ဧည့်သည်နေပါတာမလို့ဤတရေအိမ်မှာတာဝန်ကြတာဟာသူမတယောက်တည်းသာဖြစ်ပါတယ်။အခြားမြည်သည့်ဝန်ထမ်းမှရှိမနေခဲ့ပါဘူး။အဲ့လိုဆိုလို့ရှိရင်လမ်းပြောက်တဲ့ဧည့်သည်နေရောက်ကိုလိုက်ဖို့တဲ့ထမင်ရင်ရှားတဲ့မင်းကလေးကဘယ်သူလဲ။တွင်းနဲ့ပင်တာဝန်ကြမင်းကလေးကစက်သိမ်းမွင်းကြီးနဲ့တပြက်ပြက်ပင်ထထသွားခဲ့ပါတယ်။ဒို့ပေမဲ့လည်းဧည့်သည်မင်းကလေးနေရောက်ကိုတော့တရေတရံတရုပ်ဆောင်လာတဲ့ဝန်ထမ်းမင်းကလေးကအဲ့ဒီလိုလမ်းပြောက်တဲ့လူတွေကိုလိုက်ဖို့ပေးလေရှိတယ်လို့ပဲပြန်ပြောလိုက်ရ ပါတယ်။ညဘက်အလုတ်သိန်းကန်ဒီမှာတော့တရဲအင်ရဲ့ control gun နဲ့က main တွေကိုတယောက်တည်းဝင်မပိတ်ရဲတော့တာကြောင့်အခြားဝင်တဲ့တယောက်ကိုအဖို့ခေါ်ရတယ်လို့လည်းဆိုပါတယ်။နောက်ထပ်အဖြစ်အပျက်တစ်ခုကတော့အဆောင်က main ကလေးတွေနဲ့အိမ်တော်တဲ့ line gun ကဝန်ထမ်းတွေဟာအမတ်တစ်ကစားကွင်းကိုတွားရောက်ပြီးတော့အလုတ်ဆင်းရတာဆိုပေမဲ့ ferry ကစီစဉ်ပေးထားတာမလို့အားလုံးအတွက်ကတော့အဆင်ပြေလာပါတယ်။နောက်ပြီးတော့ထမင်းဆိုရင်လည်းစပိုးဆောင်မှာအဆင်သင့်ခုခတ်စားရုံမှာပဲ။အဲဒီလိုအဆင်ပြေလာတဲ့တခြားမထင်မှတ်ဖက်နဲ့အပြောင်းအလဲကစတင်ကြုံတွေ့လာရပါတယ်။အဲဒါကတော့နိုင်ငံအာဏာသိမ်းမှုဖြစ်ပေါ်ပြီးတော့တနစ်ကြော်ကြော်ကြာမှာအဲဒီ ီဈေးဟောင်းကြီးမှာရှိတဲ့ကုမ္ပဏီများအားလုံး၃လအတွင်းမှာဖယ်ပေးရမယ်လို့အမိန့်ကျလာခြင်းဖြစ်ပါတယ်။အရိကမှာအိမ်တော်တဲ့လိုင်းငန်းကဝန်ထမ်းတွေကလည်းကိုနီးကိုဟန်နဲ့ကိုအပြင်မှာငားနေကြရပါတယ်။အစင်မပြေတဲ့သူတွေကတော့ရုံတွင်းမှာပဲချင်းငွေတင်သူကတင်စသဖြင့်အိမ်ငားနိုင်မှုအတွက်စူးစမ်းကြရပါတယ်။အိမ်တော်တွေတရွေ့ရွေ့နဲ့ရွှေပြောင်းပြီးတဲ့နောက်မှာတော့လူ90ခန့်ကျန်နေပါသေးတယ်။အဲ့ဒါတွေကတော့ကုမ္ပဏီမှာသာနေပြီးတော့ကုမ္ပဏီမှာသာစားတဲ့ဝန်ထမ်းမိန်းကလေးတွေအတွက်အဆောင်ငားဖို့ရမန်နေဂျာလည်းအစွမ်းကိုစူးစမ်းကြရပြန်ပါတယ်။အဲ့ဒီလိုမျိုးစူးစမ်းရမှာလည်းအတန်အသင့်ကျယ်ဝန်းပြီးတော့ဈေးက ာမတ်တိုင်နဲ့နီးကပ်တဲ့တိုက်ခန်းကိုရလိုက်ပါတယ်။အရင်နောက်မှာတော့အဲ့ဒီတိုက်ခန်းကိုမီးတွေပြန်စင်းဆေးတွေပြန်သုံးစသဖြင့်ပြင်ဆင်ခဲ့ရမှာတော့ရန်နေငယ်အတွင်းမှာပဲပြောင်းရွှေ့နိုင်တဲ့အနေအထားကိုဖြစ်လာခဲ့ပါတယ်။တနေ့သောမနက်မှာတော့ဝန်ထမ်းမင်္ဂလိတယောက်ဟာအောင်ငုံနေခဲ့ပါတယ်။အဲ့ဒီခါမှာကျန်တဲ့မင်္ဂလိတွေကပါလန့်ပြန့်သွားခဲ့ပါတယ်။ဟဲ့မိဖြူနေပါဖြစ်တာလဲ။အဲ့လိုမေးတဲ့အခါမှာတော့မိဖြူလို့ခေါ်တဲ့မိန်းကလေးကငါမိဖြူမဟုတ်ဘူးဟဲ့ဒီမှာနေနေတဲ့တယောက်ပဲအဲ့ဒီစကားကြောင့်အားလုံးကလည်းကြောက်နောင်နောင်ဖြစ်သွားကြပါတယ်အဲ့ဒီခိုင်းမှာတော့အနှဲငယ်လဲလဲဝဲဝဲရှိတဲ့မိန်းကလေးတယောက်က ဟဲ့အဲ့ဒါမိဖြူတရေဝင်ပူးနေတာဟဲ့အဲ့ဒီအချိန်မှာတော့အားလုံးကလန်သွားခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့အမတ်တစ်ကမန်နေဂျာကိုဖုန်းဆက်ခေါ်တဲ့အခါမှာတော့မန်နေဂျာကလည်းအလုပ်ခွင်ကနေလုံခြုံရေးကိုပြန်လဲခိုင်းစေရပြန်ပါတယ်အဲ့ဒီလုံခြုံရေးကပယောကလည်းကုတတ်တဲ့ရွှေရင်ကျော်ဆရာတယောက်ဖြစ်ပါတယ်အဲ့ဒီနောက်အဲ့ဒီလုံခြုံရေးကိုကားနဲ့ဆစ်လွတ်လိုက်တဲ့အခါမှာတော့ချက်ချင်းရောက်လာခဲ့ပါတယ်ပြီးတဲ့နောက်မှာတော့ဈေးပေါ်တက်မှာပွဲတွေပေးပြီးတော့မိဖြူရဲ့ကိုယ်ထဲမှာဝင်ပူးနေတဲ့တရေမအောင်မေးရပါတယ်နင်းကဘာလုပ်လဲဟဲ့ ဘာဖြစ်လို့ဝင်းနန်းကောင်မလေးကိုနောက်ရက်နေရလဲအဲဒီလိုမေးတဲ့အခါမှာတော့မိဖြူရဲ့ကိုယ်ထဲမှာဝင်ရောက်ပူကတ်နေတဲ့တရေကငါနောက်ရက်နေရမဟုတ်ဘူးငါဝမ်းနေလို့လို့ပါနင်ကဘာကိုဝမ်းနေရလဲဒီကကောင်မလေးတွေကနေရာပြောင်းတော့မှဆိုတော့ငါဘယ်သူနဲ့နေရတော့မှလဲပြီးတော့ဒီဇေးကြီးကဖြိုချပြစ်တော့မှဆိုတော့ငါမှနေစရာလည်းမရှိတော့အဲဒီလိုပြောရင်းနဲ့ငိုနေပြန်ပါလေအဲဒီချိန်မှာပဲမူလာကကြောက်နေကြတဲ့ဝင်းနန်းမင်းကလေးတွေကလည်းအဲဒီတရေမရဲ့စကားကြောင့်ပဲစိတ်မကောင်းဖြစ်သွားကြရပါလေ လုံညုံရေးဝန်ထမ်းကလည်းတက်ပြင်းချလိုက်ပြီးတော့ဒါတော့ငါတို့လည်းဘယ်တက်နိုင်မလဲဟာငါတို့တောင်ပြောင်းဆိုလို့ပြောင်းရတော့မှာပဲဥစားငါသိပါတယ်ဟာအဲ့ဒါကြောင့်မို့ဝမ်းနေလုံလို့အခုလိုမျိုးပြောရတာပါဒီကလေးမကိုဒုက္ခပေးဖို့မရည်ရွယ်ပါအေးအေးအဲ့ဒါဆိုလို့ရှိရင်လည်းနင်ဒီကလေးမခန္ဓာကိုယ်တွေကထွက်သွားတော့ဟာကြာလို့ရှိရင်မကောင်းဘူးဟဲ့အဲ့လိုမျိုးပြောဆိုပြီးတော့မိဖြူရဲ့နှစ်ဘူးကိုလက်ဝါးနဲ့ပုတ်လိုက်တဲ့အခါမှာတော့တရဲမှလည်းထွက်သွားခဲ့ပါတယ်အရိခါကြမှာဝင်းနှမင်းကလေးလည်းမိဖြူကိုတွဲပြီးတော့အခန်းထဲကိုပြန်ပို့လိုက်ကြရပါတယ်အထက်ပါဖြစ်ပျက်တွေဟာတီတီမင်္ဂလာဈေးဟောင်းကြီးမှာရှိခဲ့တဲ့ကစား ားခွင့်ကအဖြစ်ပြက်တွေဖြစ်ပါတယ်။အရင်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးတွေတင်ဆက်နိုင်မှုအတွက်မန်နေဂျာကိုခွင့်တောင်းရပါတယ်။အရင်ကမှတော့မန်နေဂျာကလည်းခွင့်ပြုပေးခဲ့ပါတယ်။ဒါပေမဲ့လည်းကစားခွင့်ရဲ့နာမည်တော့မတက်ပါနဲ့လို့တောင်းဆိုလာပါတယ်။အဲဒီလိုပြောဆိုပြီးတဲ့နောက်မှာတော့တစုံတရာကိုသတိရမိသွားဟန်တယ်။မင်းကဈေးဟောင်းကတရေအကြောင်းတွေကိုရေးတယ်ဆိုတော့ငါလည်းဈေးဟောင်းမှာငါကြုံခဲ့ရတဲ့အဖြစ်ပြက်တွေကိုပြောပြရအောင်မယ်ကွာ။ဟုတ် ပြောပါဗျာ။အေးပထမတစ်ခုကငါတာဝန်မှုကြတော့ကွာငါလည်းကစားကွင်းစဖွင့်ကလေးကမန်နေဂျာယာလူနဲ့စဝင်တာ ဒါပေမဲ့အဲ့ဒီတော့ကအပြင်ကပဲလာစင်းတာကွာတရက်တော့ငါညဘက်တာဝန်မှုကြတယ်တာဝန်မှုဆိုတာလဲညဘက်အရေးပေါ်အခြေအနေတွေမှာဖြစ်လာတဲ့ကိစ္စတွေကိုဖြေရှင်းပေးရတယ်ကွာအဲ့ဒါနဲ့ငါလဲအိပ်ဖို့အတွက်စာကြည့်လိုက်တယ်ကိုဝင်လာခဲ့လိုက်တယ်အဲ့ဒီချိန်မှာပဲတာဝန်မှုတွေအိပ်တဲ့ကြင်ရှိတယ်ကွာရှင်းအောင်ဆောင်အကုန်လုံးကတော့အစင်သင့်မယ်စာကြည့်လိုက်ဆိုတာလဲအခုဖူစဲကွင်းပေးရအဆောင်ပေါ့ကွာအဲ့ဒါလဲအရင်တော့ကဝန်ထမ်းတွေစာဖတ်ဖို့အတွက်စာကြည့်လိုက်လုပ်ပေးထားတာပါငါလဲမေးချင်သေးတာနဲ့ဂိတ်ကလုံုံရေးတွေနဲ့ည7နာရီထိစကားပြောနေခဲ့တာအဲ့ဒီတော့ကအလုတ်သိန်းကြီးကည9နာရီကွာ စကားပြောပြီးတဲ့အခါကျတော့ငါလည်းစာကြည့်လိုက်တယ်ဝင်အိတ်တာကွာတော်တော်နဲ့အိတ်မရပါဘူးကွာတဖြည်းဖြည်းနဲ့ည7နာရီထိုးလာတယ်အဲဒီအချိန်မှာအမျိုးသမီးတယောက်ကငါကရင်ချင်းခက်လန်းလန်းမှလာရက်နေတာကွာသူ့ရဲ့ပုံစံသပင်ုံဖားရချထားပြီးတော့တပတ်ကိုလည်းခေါင်းမှာပေါင်းထားတယ်အင်ကြီးနဲ့ထမိန်ကတော့အနက်ရောင်ပဲကွာငါလည်းသူ့ကိုကြည့်နေနေစိတ်ထရနေပြီးတော့တွားတော့တွားတွားငါနေအတွက်ကုသိုလ်ကောင်းမှုပြုလုပ်ပေးမယ်တွားတော့အဲ့လိုမျိုးမျက်လုံးမိတ်ပြီးတော့ပြောနေလိုက်မိရယ်ခဏလောက်နေတော့မျက်စိကိုပြန်ဖွှင့်ကြည့်လိုက်တော့ तू ကငါးကရင်ချင်းဒီရောက်နေပြီကွာအဲ့ဒါနဲ့ငါလည်းအတန်ထွက်ပြီးတော့ပြောလိုက်ရတယ်နေ ေ့အတွက်ငါကုသိုလ်လုပ်ပေးမယ်။သွားသွားဆိုပြီးတော့ပြောလိုက်တော့မှချက်ချင်းပျောက်သွားတယ်။အဲ့ဒါနဲ့ငါလည်းစာကြည့်လိုက်တဲ့မှာမေးရဲရောနဲ့လုံုံရေးဂိတ်မှာသွားပြီးတော့အိပ်ရတယ်ကွာ။အဲ့ဒါကပထမတစ်ခု။နောက်တစ်ခုကကျတော့ညအိပ်ဝင်တဲ့ကောင်လေးတယောက်ကမနေ့၃နာရီချင်းအိမ်သာသွားတက်တာ။သူ့အိမ်သာတွေကပြန်ထွက်လာတော့ပုပ်ကူတယောက်ကမတ်တက်ရက်နေတာတွေ့ရတယ်တဲ့။အဲ့ဒီပုပ်ကူရဲ့အရက်မောင်းကြီးကလည်းပေ20ကျော်လောက်ထိမြင့်တဲ့အမိုးတော်ထိနေတဲ့အပြင် လွတ်တော်မလွတ်လို့ခါးကိုပါကိုင်းထားရတယ်ပြီးတော့တကူလုံးကလည်းမဲမောင်နေပြီးတော့အမွှေးမြင်နေတယ်ဘာပြောကောင်းမလဲအဲ့ဒီဝင်တဲ့လဲအော်ဟစ်ပြီးတော့မျက်နှာကိုလက်နဲ့အုပ်ပြီးတော့အဲ့ဒီပုပ်ကိုရဲ့ပေါင်ချားတဲ့ကနေထွက်ပြေးလာခဲ့တယ်လို့ဆိုရဲကွာအဆောင်ကိုရောက်တော့ငါတို့လည်းလန့်နိုးပြီးတော့အကျိုးကြောင့်မေးကြည့်တော့မှအဲ့ဒီလိုအချောက်ခံရမှန်းသိရတာမကြပါဘူးအဲ့ဒီကောင်လည်းကြောက်စိတ်တွေကြောင့်ကိုပူပြီးတော့ဖျားပါလေရောအဲ့ဒါနဲ့ငါတို့လည်းသူ့အိမ်ကိုပြန်ပို့ခိုင်းလိုက်ရတယ်သူ့အိမ်ကကြည့်မနိုင်ဟိုဘက်ကမ်းမှာဆိုတော့နီးရယ်လေတံပန်လေးနဲ့ကူးရင်ခဏပဲအဲ့ဒီကောင်လေးအိမ်ကိုပြန်ရောက်ပြီးတော့နောက်တနေ့ကျတော့ဆုံးမိတယ်လိပ်ပြပဲအနုတ်ခံလိုက်ရ တာလားအကြောက်လွန်ပြီးပဲဆုံးသွားလားဆိုတော့မပြောတတ်ပါဘူးကွာ၎င်းရဲ့စကားဆုံးတော့ကျွန်တော်လည်းစကားနဲ့ငယ်ဆက်ပြောပြီးတော့စာရေးတဲ့စပွဲမှာပြန်ထိုင်လိုက်ပါတယ်အရင်နောက်မှာတော့မူလကရေးသားခဲ့တဲ့အဖြစ်အပျက်တွေနဲ့ယခုမန်နေဂျာပြောပြတဲ့အဖြစ်အပျက်တွေကိုဆက်ဆက်ပြီးတော့တွေးကြည့်နေမိပါတော့တယ် တကယ်တော့ဈေးဆိုဒီမှာဆိုခဲ့ပြီးတဲ့အတိုင်းလူပေါင်းစုံဈေးရိုက်ပေါင်းစုံလာရောက်ရောင်းဝယ်ကြပါတယ်အချို့အကြောင်းမျိုးမျိုးကြောင့်လည်းတည်ကြရပါတယ်ကျွတ်လွတ်သူတွေလည်းကျွတ်လွတ်ကြမယ်မကျွတ်လွတ်သူတွေကလည်းမကျွတ်လွတ်ပဲနဲ့ဈေးကြီးမှာမိခိုနေကြမယ်ကျွန်တော်စိတ်ဝင်စားမိရဲ့တစ်ချက်ကတော့အဲ့ဒီဈေးကြီးကိုဖြိုချပြီးခဲ့လို့ရှိရင်အဲ့ဒီမှာမိခိုကတ်ွယ်နေကြတဲ့မကျွတ်မလွတ်တဲ့ပရလောကသားတွေကိုဘယ်ပုံကူကပြန်လဲနေရချထားပေးမှာလဲဒါမှမဟုတ်လို့ရှိရင်လည်းသူတို့တွေကဘယ်နေရာသွားပြီးတော့မိခိုကတ်နေကြမလဲကိုကသာကိုနဲ့အမျိုးလဲမတော်သလိုမြင်လဲမမြင်ရတဲ့ပရလောကသားတွေအတွက်တွေးပြီးတော့စိတ်ဝင်စားနေမိပါတယ် ကိုကိုရိုင်းကတော့ဘာမှတော့မဟုတ်သေးပါဘူးကိုကိုရိုင်းမိကိုနေရတဲ့အဆောက်အဦလေးကိုတော့ဘယ်ချိန်လာပြီးတော့အကြောင်းမျိုးမျိုးပြပြီးတော့ဘိုလိုဇာနဲ့ထိုးချဖြက်စည်းခံရမလဲဆိုတာမသိတဲ့ဘဝပါဤခေတ်ကာလကြီးထဲမှာလည်းလူမပြောနဲ့တရေတောင်မှဘုံပြောက်ရတဲ့ခေတ်မဟုတ်ဘူးလားဇလန်လေးကတော့ဒီနေရာမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစွန်နရီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်မနေ့ပြန်နေမနေ့ပြန်နေမနေ့ပြန်နေဆိုတွေ့ပြီးတော့ဘာဖြစ်လို့စိတ်ညစ်နေရလဲ အရေးကြီးဆုံးကဒီနေ့ပဲသင်ကိုယ်တိုင်သင်ကိုယ်သင်တိဆောက်ရလိမ့်မယ် တကူကြီးစွမ်းဆောင်ပြီးပြောရတဲ့ professional တယောက်ဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ profit mobile ဖုန်းမြင်တင်တဲ့ကြောင့်ကြိုဆိုလိုက်ပါတယ်ဗျာကျွမ်းကျင်တဲ့ wire ဆရာတွေကလည်းထိရောက်တဲ့တင်ကြားမှုစနစ်တွေနဲ့စာတွေ့ရောလက်တွေ့ရောတူဦးချင်းစီကိုစိတ်ရှည်လက်ရှည်နဲ့အသေးစိတ်တင်ကြားပေးနေတဲ့တင်တန်းမှာနားမလည်လိုက်တဲ့သင်ခန်းစာတွေအတွက်ကိုလည်းအချိန်မရွေးပြန်လည်တင်ကြားနိုင်တဲ့အခွင့်အရေးကိုလည်း profit ကပေးထားပါသေးတယ်ကျွမ်းကျင်အောင်မြင်တဲ့တင်တန်းသားပေါင်း1000နဲ့ချီကိုမွေးထုတ်ပေးခဲ့ပြီးတော့လက်ရှိမှာလည်းတင်တန်းသားပေါင်းများစွာကိုတင်ကြားပေးနေတဲ့ဘဝအမှတ်ကံချက်ရှိတဲ့တခုတည်းသောတင်တန်းကြောင့်မှာဖုန်းစာပစ်ဆိုင်တွေမှာဝင်ရောက်အလုပ်လုပ် ုတ်ကင်မလားကိုပိုင်ဆိုင်ဖွင့်မလားဒါမှမဟုတ်ဖုန်းရောင်းဝယ်လုပ်မယ်ဆိုတဲ့သူတွေအတွက်ကိုလည်း profit mobile ဖုန်းမြင့်တင်တဲ့ကြောင့်ကိုတက်ရောက်ပြီးတာနဲ့ကိုကြိုက်နှစ်သက်ရာကိုယုံကြည်မှုအပြည့်နဲ့ရွေးချယ်ရှောက်လန်းနိုင်မှာပဲဖြစ်ပါတယ်နေကလာတက်ကြမယ်တင်တဲ့သားတွေအတွက်ကိုလည်းနေဖို့ထိုင်ဖို့အဆောင်အစားတင်တဲ့ကပဲစီစဉ်ပေးပါလိမ့်မယ်ကျန်တဲ့သိကျင်နေတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ profit mobile ဖုန်းမြင့်တင်တဲ့ကြောင့်ရဲ့ facebook page ကနေပဲဖြစ်ဖြစ်ဒီရောက်ကဖုန်းနံပါတ်လေးတွေကနေပဲဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်စိတ်ကူးအိမ်မက်တွေကိုဖန်တီးပုံဖော်နိုင်မဲ့တင်တဲ့အစီမိုဘိုင်းဖုန်းမြင့်တင်တဲ့မှာဆို profit